ားလုံးမင်္ဂလာပါရှင်ဒါကတော့ခုနှစ်ကြိမ်မြောက်ပေါ့နော်တတိယဒီဒီတပတ်မှာဘယ်လိုခေါ်လဲဆိုတော့ဒဲအမထွက်ခဏလေးတွေပေါ့ဒဲအမထွက်ခဏလေးတွေတင်ပေးပါအောင်တင်ပေးပါအောင်နဲ့ပြောနေကြတော့အခုတလုံးမှာတော့မှန်တာများလေဟိုမနေ့ကတော့ဖောက်တာများလို့မတင်တော့ဘဲနဲ့ထားလိုက်တော့ပါပေါ့ဒါပြီးခဲ့တဲ့တပတ်တုန်းက963လို့ထွက်ပြီးရဲ့အခါကျတော့ ရှောက်ရှိခုံလို့သူကထွက်သွားတယ်တဲ့အမထွက်ကနန်းနေထုတ်လိုက်တာတဲ့အမထွက်ကနန်းနေထုတ်လိုက်တော့ရှောက်ရှိခုံဆိုတဲ့ကနန်းမပါဘူးเนาะမထွက်ကနန်းတဲ့အာတဲ့ဩပတ်လေဩသူကရှောက်ရှိခုံဆိုတဲ့ကနန်းကလုံးဝမပါခဲ့ဘူးအဲ့တော့ရှောက်ရှိခုံဆိုတဲ့ကနန်းမပါခဲ့ပါဘူးရှင်အဲ့တော့ပြီးခဲ့တဲ့ဘက်ကလည်းနှံ့သွားခဲ့ပါတယ်အရင်ဘက်ကလည်းနှံ့ခဲ့ထုတ်တာတော့အပတ်တိုင်းလိုလိုတွက်တယ်တွက်ကြည့်ရဲထုတ်ကြည့်ရဲဒါမှမတုံးရဲဖြစ်နေတာပေါ့အဲ့တော့ ပြပေးပါဆိုလို့ဒါတင်ပေးလိုက်တာเนาะအခုဒီတပတ်မှာလဲသူက68ခွန်ကိုတွက်ထားတဲ့ဒေအာမထွက်ခဏနေပါအဲ့တော့တင်ပေးပါအောင်တင်ပေးပါအောင်ဆိုလို့ screenshot လေးရောက်ထားပါရှင်လုံးဝပြီးတော့ဟိုကိုရထားတဲ့ခဏရှိလို့ရှိရင်လုံးဝပြီးတော့မပယ်ပါနဲ့ဥပမာပေါ့1000မိုးထိုးမယ်လို့ကြံလို့ရှိရင်တော့1000မိုးလောက်ဖြစ်ဖြစ်တော့ထည့်ထိုးပါအဲ့တော့ ကိုကဒီကဏ္ဍနဲ့မှာကိုကြိုက်တဲ့ကဏ္ဍတစ်လုံးဟာတဲရမထွက်ကဏ္ဍနဲ့မှာပါနေတယ်ဆိုရင်လုံးဝပြီးတော့မပယ်သင့်ပါဘူးရှင်။အဲ့တော့ဒါ6ရှစ်ကုန်ကိုတွက်ထားပါ screen shot လေးရယူထားပါရှင်။အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်တုန်းကအပဲအတိုင်းမှန်လာခဲ့တယ်။မှန်လာခဲ့တဲ့အဥ္စာပြီးခဲ့တဲ့ဘက်က20နဲ့4ခွက် site ကလည်းပဲသူက24ခွက် site ကပစက်လေးခွက်ထုတ်လိုက်တယ်ပရိတ်လည်းဖောက်ခဲ့တယ် နောက်ပိတ်လဲသူကဖောက်သွားခဲ့တယ်။ဖောက်သွားခဲ့တော့65 65ပဲပါခဲ့တယ်။24ဝက်ထဲမှာမထွက်ခဲ့ပါဘူးရှင့်65လို့ပဲဖြစ်ခဲ့ပါတယ်ထွက်တာ68ခွန်းဆိုတော့အဲ့တော့နောက်ပိတ်တလုံးလွဲသွားပါဘောနော်ဒါပဒိတ်နဲ့အပိတ်နဲ့ယူလိုက်တဲ့အတွက်ကြောင့်အဲ့တော့ပဒိတ်က3လုံးနဲ့ယူတာဒီတစ်ပတ်မှာတော့ပဒိတ်ကအကုန်လုံးဆိုလို့ရှိရင်ပဒိတ်ကတော့6လုံးပယ်ခဲ့တာ ၃လုံးပဲမှန်နေတယ်ဆိုပြီး၃လုံးကိုပဲယူလိုက်တာပေါ့ပဋိက6လုံးရှိတယ်အဲ့တော့ဒီတစ်ပတ်မှာပဋိကူက6လုံး7လုံးကြိုက်မယ်အတွဲတွေကတော့ तू ကဓာတ်လိုက်မှန်ခဲ့တယ်အဲ့တော့ဒီအတွဲနဲ့ညှိမယ်ဒီအတွဲနဲ့လည်းညှိတာပါပဲပြီးခဲ့တဲ့ဘက်က6ရှစ်တွဲပါတယ်ဆိုပြီးတော့ဂျင်းနဲ့နေလိုက်တာပေါ့နော်အဲ့တော့ဒီတွဲတွေတွေကပဲအပြီးပေါက်ထွက်သွားခဲ့တယ်ဒီတစ်ပတ်မှာကြာတော့လဲ तू ကပဋိ6လုံးနဲ့ညှိယူမယ်လုံးပိုင်ပေါ့စောစောကပြောတယ်ဟိုဒီ1ပိုင်6ပိုင်ပေါ့နော် အဲတစ်ပိုင်၆ပိုင်လို့လုံးပိုင်မျိုးနဲ့အဲ့ဒီလုံးပိုင်နဲ့ပရိတ်နဲ့ယူလိုက်တော့မယ်အဲ့တော့နောက်ပိတ်ကတော့ဆက်မှန်မှန်မှန်လားမမှန်ဘူးလားတော့မသိသေးဘူးဒီချိန်မှတော့မဖောက်သေးတာပြီးခဲ့တဲ့ဘက်ကတော့ဖောက်သွားခဲ့တယ်အရင်လည်းပဲဒီချိန်ဖောက်ပြီးရင်တော့ဆက်ပြီးတော့မှန်တတ်တယ်ဒီတစ်ပတ်မှလည်း၂၄ဝက်ပါပဲအဲ့တော့ဒီတစ်ပတ်မှလည်း၂၄ဝက်ပဲအဲ့တော့၂၄ဝက်ကို ဒါကြိုက်နှစ်တဲ့ရင်တော့လာယူလို့ရပါရဲ့ရှင်အတွဲတွေကတော့တင်ပေးမှာပါအတွဲတွေကတော့ లైన్ မှာမှာအများကတင်ပေးနေကြမလို့တင်ပေးမှာပါရှင်အတွဲတွေလည်းတင်ပေးပါမယ်နံပါတ်တွေအတွဲလိုချင်တယ်ဆိုလို့ရှိရင်လည်းပဲ Viber တို့ Telegram တို့ကနေပြီးတော့အတွဲကိုလာယူရပါရဲ့ရှင်အဲ့တော့ပြီးခဲ့တဲ့တစ်ပတ်တုန်းကသူကပြီးခဲ့တဲ့တစ်ပတ်ကတွက်နီးလေးကိုတော့မပြပေးနေတော့ဘူးလူတိုင်းကလည်းဒီတွက်နီးကိုသိနေပြီဆိုတဲ့အခါကျတော့ ပြီးခဲ့ပါကတော့ရှစ်တလုံးပဲကြားခဲ့ပါရှင်။ရှောက်ရှိခွန်ဆိုတော့ရှစ်တလုံးပဲကြားခဲ့တယ်။ဒီဘက်ဒီဘက်မှာတော့093245ပြီးခဲ့ပါကထိတ်အားနေတာအပိတ်အားနေတာနောက်တစ်ခါဟောခါပေါ့နော်အလဲတိုင်းအားနေတာထိတ်အားနေအလဲတိုင်းအားနေနဲ့အပိတ်အားနေလေးတွေကလည်းအကုန်လုံးမှန်ခဲ့ပါရှင်။အဲ့တော့အဲ့ဒါတွေလည်းမှန်ခဲ့ပါတယ်။နောက်တစ်ခုက2ဒီပေါ့နော်2ဒီဆိုလို့ရှိရင်လည်းပဲ तू ကအမြဲတမ်းကဗုဒ္ဓဟူးမကျော်ခဏန်းနေပေါ့။ ဗုဒ္ဓဟူးမကျော်ကဏန်းနေသူကပြီးခဲ့တဲ့တစ်ပတ်ကဆိုလို့ရှိရင်ဗုဒ္ဓဟူးမကျော်ကဏန်းနေထွက်ပါတယ်တခြားပရိသေဆိုတာလည်းထွက်ပါရဲ့ရှင်လေးကိုမပြောက်ကဏန်းလည်းထွက်ပါတယ်ဗုဒ္ဓဟူးမကျော်ကဏန်းနေအကုန်လုံးထွက်ပါတယ်အဲ့တော့ဒီတူရီကလည်းပဲမှန်နေတာကတော့တူရီအမှန်ဆုံးပေါ့နော်အများဆုံးအဲ့တော့ဒါတွေကိုငွေနိုင်တဲ့သူတွေပေါ့စာတုံးနဲ့တချို့တွေကြာစာတုံးနဲ့လိုက်တာပေါ့ဒါဆိုလို့ရှိရင်အင်ကာနေမနေ့ကမှပဲထွက်သွားခဲ့တယ်30တော့ ဲ့တော့တိရှောက်ပရိတ်ဆိုလို့ရှင်လေဟာတိပရိတ်လို့ကိုးနှစ်လို့လည်းထွက်သွားခဲ့တယ်အဲ့တော့တိရှောက်ပရိတ်ကြီးလည်းထွက်ပါတယ်လေးကိုးမပြောက်ကဏ္ဍလည်းပဲသူကလည်းဗုဒ္ဓဟူးမကြုံလေးကိုးမပြောက်ကဏ္ဍလည်းပဲတနင်္လာနေ့မှာလည်းမဲ40နဲ့60လို့ထွက်သွားခဲ့ပါတယ်အဲ့တော့ဒါတူဒီတူဒီမှန်ပါတယ်ရာသူကဗုဒ္ဓဟူးတချို့ဆိုလို့ရှင်ဒီကဏ္ဍထွက်ပြီးရင်နားလိုက်တော့တယ်အဲနားလိုက်တဲ့အခါဆိုရင်တော့သူကတော့ အမြဲရွားကြီးပေါ့နောက်ဟာတွေကိုတိတ်ပြီးတော့မမက်မောတော့ဘူးပေါ့ပရိတ်ကိုလိုက်တယ်ပရိတ်ကလည်းသူကလုံးဝမပြောက်သွားဘူးမပြောက်တဲ့ပရိတ်ပေါ့ဒီတစ်ပတ်မှလည်းအဲ့လိုပဲမပြောက်တဲ့ပရိတ်ရယ်လုံးပိုင်ရယ်ပေါ့နော်လုံးပိုင်ရယ်တလုံးရယ်ပေါ့အဲ့လိုမျိုးတွေပြီးမှာပါအဲ့တော့ဒီတစ်ပတ်မှတော့ဒါတော့တွက်နည်းကိုတော့သိနေလောက်ပါပြီထိုင်းချီတွက်ကနာ6ရှိခွန်မှာ ်ဆောက်ဆောက်ကိုဆောက်စီကွန်ဒုတိယ36ပထမဆုံးထိရွယ်ကဏ္ဍငါဆောက်3ကဒီဆောက်က6ကိုယူတယ်ဒီ3ကလည်း3ကိုယူတယ်ဒီ5ကလည်း5ကိုယူတယ်3မတက်နဲ့ပေါင်းတယ်ကဏ္ဍလေးလုံးပေါင်းလိုက်တော့ခွန်ခွန်ကို2ပွင့်တိုးတော့9ကို9ကို4ပွင့်တိုးတော့3ခွန်ရဲ့ပါဝါနဲ့9ရဲ့ပါဝါလေး3ရဲ့နခါက9ခွန်9 3 2 4 5တဲ့ဟာထိမှပေါင်းပါပါရှင်လုံးမိုင်ကလည်းပဲဒီထဲကပဲပါမှာပါဒီထဲမှဒီထဲကထောက်ထားတာပါရှင်လုံးမိုင်ကအဲ့တော့ဒီထဲကထောက်ထားတာပါအဲ့တော့ တူးဒီတူးဒီကြတော့မှာပါတပတ်စာ2000ကျပ်ပါတတိဒီရတော့မှာပါကြီးတပတ်စာ9000ကျပ်ပါငလင်တန်ကြောင့်လို့ပျက်စီးဆုံးရုံသွားတာတွေအများကြီးဖြစ်ပါတယ်လူတိုင်းလူတိုင်းလည်းစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေကြပါတယ်မောကလည်းပဲအများတမ်းပဲလှူနေကြတိုင်းပေါ့နော်အများတမ်းဟိုရေးပေးဆိုလဲကိုသွားလှူခဲ့တယ်ဟိုကိုဗစ်တုန်းကလည်းဒီလိုပဲဆန်လေးဝေးစီလေးဝေးတိမှာပါလိုင်းပေါ်မှာအများအားတင်နေမဟုတ်ကြတာနဲ့လမ်းနေပြင်းနေ ဒါရီရလည်းပဲအကုန်လုံးကဘာနဲ့လဲဆိုတော့ကိုတူဦးတယောက်တည်းမတက်နိုင်ဘူးမတက်နိုင်တော့ဒီမန်ပါကြီးလေးတွေနဲ့မန်ပါကြီးကတတိကြီးမန်ပါကြီးဆိုတပတ်ဆာမှာ9တောင်တပတ်ဆာမှာ9တောင်တတိကြီးမန်ပါကြီးကအဲ့တော့တပတ်ဆာ9တောင်ကျတဲ့ဒီမန်ပါကြီးလေးတွေနဲ့လေကိုကရတာရတဲ့လောက်ကလေးနဲ့ဒီလမ်းပြင်တဲ့ထဲတွေအခုလို့လှူတဲ့တန်းတဲ့ထဲတွေမှာအကုန်လုံးကိုထည့်ပြီးတော့လှူတန်းပေးရပါရှင့်အဲ့တော့ဒီမန်ပါကြီးတွေကိုကိုကလည်း တုံးဆွဲနေတဲ့သူမဟုတ်ပါဘူးဒီမှာပါကြီးနဲ့လေကိုကအဲ့လောက်ထိလေဟိုမချမ်းသာပါဘူးဘာလို့လဲဆိုတော့အခုမိုးလို့ဆိုင်ဆိုလို့ရှိရင်အော်ဝန်ထမ်းအားလုံးပေါင်းဆို73ယောက်ရှိရပါတော့ဟိုကိုရဲ့စားတောက်ဆိုင်လေးမှာလည်းပဲဒီကိုပြီးယောဂဖြစ်တဲ့အခါကျတော့အဲ့ဒီအပေါင်းဒီဟိုတဲ့ငလင်လှုပ်လိုက်တဲ့အခါကျတော့အဲ့ဝန်ထမ်းนี่ဘာတစ်ခုမှမထိခိုက်ပေမဲ့လို့ပစ္စည်းတွေဆုံးကျုံမှုများတယ်နမြည်ကြီးတွေကွဲကုန်နေဆိုင်ကလည်းပဲနှိမ့်ကျသွားတယ် ဟောအနောက်ကိရှင်ကန်းနေနေကြသွားတဲ့ခါကျတော့ကိရှင်ကန်းနေလည်းပြုပြင်မုံမှန်ရရပေါ့အဲ့ဒါလေးအကုန်လုံးလုပ်ပြီးပြီအာအဲ့ဥစ္စာတွေလုပ်နေတယ်ကိုရဲ့ဆိုင်အတွက်ကိုလုံးမမီးလုပ်နေတဲ့အတွက်ကြောင့်လို့အခုလူဖို့တန်းဖို့တောင်မှဘယ်ဘူးမှမလှူရသေးဘူးတွားမလှူပြသေးဘူးပေါ့ကိုဆိုင်ကိုအရင်ဆုံးပေါ့ဆိုင်ကိုတရေပိတ်ပိတ်ပြီးတော့မှနောက်ကိရှင်ကန်းနေအချင်းပြင်းနောက်ထပ်မြေကြီးကွဲတာတွေပါတယ်ဆိုင်ဖွင့်လို့တန်းလာမှာပဲ ဟောမြေကြီးအောက်ထဲမှာ၄ကွဲဧသွားတာ၄ဘာ၄ပေါ့နော်မြေကြီးတွေလည်းကွဲဧကုန်တယ်အဲ့ဒါတွေလည်းတဲတွေကြောက်တွေမှာပြီးဖြည့်ဖြည့်ပြီးတော့မှတစ်ခါပြန်ပြုပြင်မောင်းမှာပေါ့နော်အဲ့လိုတွေလည်းလုံးရတယ်လုံးရတော့အခုမှပြီးတယ်ပေါ့အဲ့ဒီလုံးတွေကလည်းအအကုန်လုံးဓာတ်ရိုက်အားချင်းတွေလုံးနေရတာမဟုတ်တော့နောက်ပြီးအထဲထဲမှာလည်းပဲပျက်စီးဆုံးကျုံးမှုတွေလည်းအများကြီးပဲပကန်းစင်နေဆိုလို့ရှိရင်စင်ပေါ်မှာတင်ထားတဲ့ပကန်းတွေဆိုအခန်းတခန်းစာလောက်ရှိတဲ့ပကန်းစင်ကို အထက်၅ဓာတ်မှာတစ်ချက်မှမကြံဘူးအကုန်လုံးအရာတွေရလဲပဲလဲွားတော့ပကန်းစင်လဲွားရဲဆိုတော့အကုန်ကွဲပဲဟိုစားတောက်ဆိုင်ဆိုတော့လဲကျွေးအစ်စ်တွေတုံးထားတာဆိုတော့လေပကန်းတွေကကျွေးအစ်စ်တွေတုံးထားဆိုတော့အဲ့လိုမျိုးတွေပေါ့ဆုံးကျုံမှုတွေတော့များပါတယ်ဒါတွေလည်းအကုန်လုံးပြုပြင်မွမ်းပြီးပါပြီကိုဆိုင်ရဥစ္စာတွေကိုလုံနေရတဲ့အတွက်ကြောင့်အပြင်ကိုလဲသွားပြီးတော့ဘယ်ဘူးမှမလှူဖြစ်သေးပါဘူးအခုဒီမှာပါကြေးလေးတွေရှားတာ ਨੇ ကိုရဲ့ ဟိုရင်ကိုမှရှိတာလေးနဲ့ပေါ့နော်ကိုလည်းတူးတယောက်ထဲလဲအများကြီးမလူနိုင်ဟောကိုလည်းပဲဒီမှာလည်းပဲလုံနေရတာဆိုတော့လေကိုလည်းယာတွေညှက်ရှိပြီးတော့ဆုံးကျုံသွားတယ်ယာနဲ့ရှိပြီးဆုံးကျုံသွားတယ်ဆိုတော့ကိုထဲမှာလည်းပဲအကုန်လုံးလောက်ပိုင်နေရတယ်ဆိုတော့အဲ့တော့အခုမှပါကြီးလေးတွေရရင်လည်းကိုကလည်းလှူခြင်းနဲ့အရန်လှူခြင်းနဲ့ဟိုပြည့်စည်ဆုံးကျုံတာတွေအများကြီးဖြစ်တဲ့အတွက်ကြောင့်လေလူကျင်တန်းနေပါတယ်အဲ့တော့ဒီမှာပါကြီးလေးတွေတတိဒီမှာပါကြီးတပတ်စာ9000 ခေါ်ထားပါတယ်ဒါကတော့အမြဲတမ်းခေါ်နေကြတာလမ်းနေပြင်းနေဒီလိုရေတွေကြီးရောလဲရေကြီးတဲ့အခါမှာသွားထူတယ်ဒါတွေလည်းအကောင့်မှာအမြဲတမ်းတင်ပေးပါတယ် Facebook အကောင့်မှာလည်းတင်ပေးပါတယ် Facebook အကောင့်မှာ Telegram Channel မှာတို့အမြဲတမ်းတင်ပေးပါတယ်ဝင်ကြည့်လို့ရပါတယ်ကိုဗစ်ကာလတုန်းကစံလေးစီးရေဝေးတယ်အော်အမြဲတမ်းပေါ့နော်ကိုတဆိုးဆိုးစံပြုတ်တော်ပြုတ်တော်နေရတယ်ဘာညာဆိုတော့ကိုမနေနိုင်ဘူးတအိမ်ကိုစံသုံးပြင်းနေစီတဘူး ဲ့လိုမျိုးပေါ့အင်ဂျီ200ဆာလောက်ကိုဝေပေးတယ်ပေါ့အဲကိုရက်ွက်တရက်ွက်လုံးဝလူတွေအကုန်လုံးဒုက္ခဆင်းရဲအဲ့လိုတွေဖြစ်နေကြရတဲ့ဆိုရင်ကိုကအဲ့လိုဝေငှပြီးတော့ပေးပါရဲ့ရှင့်အဲ့တော့ဖရားတွေထီတင်တဲ့အကြောင်းဓမ္မယုံတွေစောက်တယ်ဒါတွေကလည်းဒီမှန်ပါကြီးလေးတွေနဲ့အားလုံးကိုထဲဝင်စောက်တာမို့လို့ကုသူလည်းအားလုံးရပါတယ်တာလူခေါ်လို့ရပါရဲ့ရှင့်အဲ့တော့မိုးစီမှာမှာပါဝင်ခြင်းလို့ရှိရင်3964218804ဒီဖုန်းနံပါတ်က KP ဝေပေးအကောက်ခွင့်လာပါတယ်ဒီတစ်ပတ်မှာလည်း ကန်တရားပေါ့နော်ဟိုအကြိမ်တိုင်းတော့မှားနိုင်မယ်တော့မထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့ဘက်ကလည်းတလုံးလွတ်တယ်ဗရိတ်၃ခုတည်းယူထားတယ်ဒီတစ်ပတ်မှာဗရိတ်၆လုံးနဲ့24ခွက်ပဲဗရိတ်၆လုံးယူပြီးတော့မှ24ခွက်ထုတ်ပေးထားပါတယ်အော်ကဏန်းထုတ်ပြီးတော့မှတဲရမထွက်ကဏန်းကိုတွက်ကြည့်လိုက်တော့တဲရမထွက်ကဏန်းထဲမှာဆိုလို့ရှင်တခွက်ပဲပါတယ်။ဒါမဲ့လို့အဲ့ဒါလည်းမပယ်ခဲ့ဘူးထည့်ပေးထားတယ်။တဲရမထွက်ကဏန်းထဲမှာလည်းပါတယ်။တခွက်ပါခဲ့တယ်။အဲ့ဒါကဏန်းထုတ်ပြီးမှအော ပါရနေတာပဲလို့တဲရမထက်ကနန်းလေးတွေနဲ့ဒါအားနေကနန်းဆိုပြီးတော့ချော့ပြီးထိုးခိုင်းမယ်ပေါ့ဒါပေမဲ့လို့တခွက်ထဲပါတယ်ဆိုတော့လည်းပဲချော့ထိုးခိုင်းမနေတော့ဘူးထိတ်အားနဲ့အလဲခါအားနဲ့အပိတ်အားနဲ့လေးတွေလည်းတင်ပြီးထည့်ပေးမှာမို့လို့အဲ့တော့အားနေကနန်းလေးတွေကိုသူကထိတ်သေးတာလေးအလဲတိုင်းသေးတာလေးနောက်ပိတ်သေးတာလေးတွေကိုချော့ထိုးလို့ရပါတယ်အဲ့ဒါနဲ့ဟိုထိတ်မှာတကယ်လို့များဥပမာပေါ့နော် ဥပမာထိတ်မှာတုံညာလို့ပါခင်တုံညာထိတ်ပါတယ်ဥစ္စာလေးကိုဆော့ထိုးပေါ့အဲဥပမာ၃လို့ပါခင်၃လို့ပါတာလေးကိုဆော့ထိုးပေါ့အဲ့လိုမျိုးလေးတွေလည်းလုပ်လို့ရပါတယ်အဲ့တော့ဒီ24ခွဲကဥပမာပေါ့နော်တခွဲကို100ဘုံစီထိုးလို့ရှိရင်ဒဲဆိုတော့2400ပဲကြမယ်ပေါက်ရင်တော့100ဘုံပေါက်မှာပေါ့100ဘုံဆိုရင်9000ရမယ်အဲ့တော့9000ဆိုတဲ့ခါကျတော့အဲ အမြတ်ကြံတာပေါ့နော်အဲ့လိုမျိုးလေးတွေထိုးပါအဟိုလောဘတကြီးနဲ့ဘယ်အွက်ကိုတင်ထိုးရမယ်ညဟိုအွက်ကိုတင်ထိုးရမယ်လို့တင်ထိုးရင်တော့ဖြင့်တွေ့မှာတိုးမှာမဟုတ်ပါဘူးအဲ့တော့ဒီ24ခွက်လေးကိုပုံမှန်ထောက်တဲ့ကဏ္ဍလေးတွေကိုထိုးလာခဲ့လို့ရှိရင်တစ်ချိန်ချိန်တော့တိုးမှာပါဘာဖြစ်လို့လဲပြီးခဲ့ပတ်ကလည်းပရိတ်၃ခုလည်းယူလိုက်လို့လွဲသွားခဲ့တာပရိတ်၆လုံးစလုံးယူလိုက်လို့ရှိရင်တော့ပေါက်ဒီကဏ္ဍပါပြီးတေချာပေါက်ပဲဘာဖြစ်လို့လုံးဆိုတော့ပရိတ်နဲ့ယူထားလို့ရှိရင်သူကတေချာပေါက်ပါမှာပဲလေ အဲ့ဒါကြောင့်မို့လို့အခုမဘာကြီးကတတိကြီးမဘာကြီးကတပတ်စာ9000မှာတူရီကတော့ဗုဒ္ဓဟူးမကျော်ပကနန်တို့ဗုဒ္ဓဟူးမကျော်အော်ပရိတ်တွေပါလေပေါ့နော်ဗုဒ္ဓဟူးမကျော်ပရိတ်တို့အဲ့ဒါမျိုးလေးတွေလိုချင်လို့ရှိရင်တော့တပတ်စာကို2000ကျပ်ပါရှင်အဲ့တော့ဒီရုပ်စာ၄နှစ်ရှိ၁ရှိ၇လေးခွန်လေးဖုန်းနံပါတ်ကို KB ဝေးပေးနေလဲလွှဲပေးလို့ရပါတယ်မဘာကြီးကတူရီတပတ်စာက2000တတိကြီးတပတ်စာက9000ကျပ်ပါနံပါတ်ဝင်လို့ရပါရှင် ဲ့တော့ဒီတစ်ပတ်မှာတော့093245ဒါကီထိမှရမှာပါ093245ကီကိုထိအောင်ထူရမှာပါရှင်တဲ့ရမထွက်ကဏ္ဍလေးတွေကိုတော့ screenshot ရိုက်ထားပါ screenshot ရိုက်ထားပါဒါကြီးတွေလည်းအများအားသုံးပါလို့တော့မပြောလို့ပါဘူးအဲ့တော့ကိုဒီထဲမှာကြိုက်တဲ့ကဏ္ဍရှိရင်တော့ထည့်ထူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါတယ်ရှင်